ားလုံးပဲမင်္ဂလာပါညီမကတော့သမဆက် University မှာ Civil Engineering and Real Estate Development Major နဲ့တက်ရောက်နေရဲ့မေတ္တာမြင်ပဲဖြစ်ပါရှင့်။အန်တီဗီဒီယိုကတော့ညီမတို့သမဆက် University မှာ Engineering Major တွေနဲ့တက်ရောက်ခြင်းနဲ့ကျောင်းသားကျောင်းသူတွေအတွက်ရည်ရွယ်ပြီးတော့ Admission Process နဲ့ Admission အတွက်လိုအပ်တဲ့ပြင်ဆင်စရာတွေကိုပြောပြပေးသွားမယ့် video ပဲဖြစ်ပါရှင့်။ admission အတွက်ကတော့စုပေါင်း round လေးခုခေါ်ပြီးတော့အော်တိုဘာလာကနေပြီးတော့ဂျွန်လာတီနှစ်စဉ်ခေါ်လေးရှိပါရဲ့ရှင်။ intake ကတော့ August intake တစ်ခုအတွက်ပဲရှိပါရဲ့ရှင်။ ဝင်ခွင့်ရဖို့တော့ညီမတို့ကလိုအပ်တဲ့ requirement တွေကို track သုံးခုနဲ့သူကခွဲပေးထားပါတယ်။ကိုကြိုက်နှစ်သက်ရာကိုအဆင်ပြေ track နဲ့လျှောက်လို့ရပါတယ်။တမောင်းဆုံး track အနေနဲ့ကတော့ high school ကြည့်ပြီးတနည်းအားဖြင့် GED ဒါမှမဟုတ် ICGSC စရိုက် international pathway ကလာတဲ့ကျောင်းသားတွေရဲ့ high school ကြည့်ပြီးပြီးသွားရင်တော့ English as proficiency test တွေဖြစ်တဲ့ IELTS TOEFL နဲ့ Duolingo ကိုဖြည့်ပြီးတော့မှ admission အတွက်လျှောက်လို့ရပါတယ်ဒုတိယ track အနေနဲ့ကတော့ညီမတို့က portfolio လိုအပ်တယ်ပေါ့နော်အဲ့တော့ high school GPA plus portfolio ဆိုတော့ဒီ round track တစ်ခုလည်းရှိပါတယ်အာနောက်ဆုံး track နင်းနေကတော့ကို့မှာ portfolio လည်းမရှိဘူး IELTS လည်းမရှိဘူးဆိုလို့ရှိရင်တော့ GD+ SAT အမှတ်နဲ့ admission ရှောက်လို့ရပါတယ် န်ဒီဟာကတော့ညီမတို့အဲကိုက scholarship အတွက်ပဲရည်မှန်းထားရဆိုလို့ရှိရင်တော့ admission round မှလျှောက်လို့မရပဲနဲ့တီးတန့် scholarship round တစ်ခုခေါ်ပေးပါရဲ့နှစ်စဉ်ဒါပေမဲ့တစ်ခါတလေမှလူရဲများရင်တော့ပထမ round ထဲမှာလူပြည့်သွားဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုလျှောက်ဖို့ရည်ရထားရင်တော့ပထမ round ထဲမှာဝင်လျှောက်ဖို့အကြံပြုချင်ပါရဲ့အဲ့တော့ဒီ round ကိုလျှောက်မယ်ဆိုလို့ရှိရင်တော့ GED+ SAT+ IELTS ဒါမှမဟုတ်ဒီအထတခြား international exam တွေဖြစ်တဲ့ဒီ ICGSC SAT နဲ့ IELTS တို့ကိုဖြည့်ပြီးတော့လေလျှောက်လို့ရပါရဲ့ န် GED အမှတ်နေထားရဆိုလို့ရှိရင်တော့ဒီ scholarship ကအပြိုင်ဆိုင်အများကြီးအတွက်ကြောင့်မလို့တေချာပေါက် GED အမှတ်နေထားရင်တော့ SAT မှာအများကြီးအမှတ်ညာအောင်ကြိုးစားဖို့လိုအပ်ပါတယ်ဒါပေမဲ့ဒါက100% အမှတ်နဲ့ဆိုင်နေရမဟုတ်ဘဲနဲ့တခြား requirement တွေဖြစ်တဲ့ portfolio တွေကိုယ့်ရဲ့ interview reset တွေကိုယ့်ရဲ့ SCA နဲ့လည်းအများကြီးဆိုင်နေတဲ့ကြောင့်မလို့အကုန်လုံးပြည့်ပြည့်စုံအောင်ပြင်ထားဖို့လိုအပ်တယ်။ဒါပေမဲ့အမှတ်ကတော့တကယ်ကိုအရေးကြီးတဲ့အစိတ်ပိုင်းကနေပြီးတော့ပါနေပါတယ်။ကျွန်တဲ့ requirement တွေကောင်းပေမဲ့ကိုယ့်ရဲ့အမှတ်ကနည်းနေမယ်ဆိုလို့ရှိရင်လည်းဒါ scholarship ရဖို့အတွက်တော့ guarantee မရှိဘူးပေါ့ရှင်။ အဲဂျီဒီတော့ကတော့သူတို့တတ်မှတ်ထားတဲ့ GPA ရှိရပေါ့နော်သူတို့တတ်မှတ်ထားတဲ့ high school GPA နဲ့ကိုယ့်ရဲ့အမှတ်တွေကိုတွက်ကြည့်လိုက်တဲ့အခါမှာပြည့်မီရဆိုလို့ရှိရင်တော့ကိုက high school GPA ရနောက်ခုနပြောထားတဲ့ track 3 group ရကနေပြီးတော့ portfolio ဒါမှမဟုတ် SAT ဒါမှမဟုတ်ကိုက IELTS ဒါဒီ English proficiency test တွေကိုဖြည့်ပြီးတော့မှရှောက်မယ်ဆိုလို့ရှိရင်တော့ admission တွက်ရဖို့အဲ percent အများကြီးတည်ကြပါရှင့် ဟုတ်ကဲ့အာ admission အတွက်ပဲဖြစ်စေဒီက scholarship ကိုလျှောက်ခွေရထားတဲ့သူတွေဖြစ်စေခြိုင်းတွင်းအတွက်တည်ကျင်တာပဲဖြစ်စေမိသားချောင်းတည်ကျင်ဖြစ်စေမြမကိုဒီအာဆက်သွယ်လို့ရနိုင်မယ့် social media နဲ့တစင်လာရောက်ပြီးတော့မေးမြန်းပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင့်အားလုံးပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လို့ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကနေပြီးတော့ကိုလျှောက်ဒီ Thammasat University မှာ Engineering Major နဲ့လျှောက်ချင်တဲ့ကျောင်းသားကျောင်းသားကျောင်းသူတွေအတွက်အများကြီးအထောက်အပံ့ရသွားမယ်လို့မျှော်လင့်ပါတယ်ရှင့်အားလုံးပဲပြန်တွေ့ပါမယ်နော်